ရက်ွက်အတွင်းအများပြည်သူနားမခံနိုင်လောက်တဲ့စူညံသံတွေဖန်တီးတာဟာဥပဒေကြောင်းအရအေးအေးယူနိုင်တယ်လို့ထောင်6လအထိချခံရနိုင်ပါတယ်ဒီသတင်းကိုတော့အောင်သူကပေးပို့ထားပါတယ်ခင်ဗျာရက်ွက်သူမဟုတ်ကြေးရအုပ်ချုပ်ရေးဥပဒေမှာရက်ွက်အတွင်းအတန်ချက်ဆက်လိုမျိုးစူညံမှုတွေပြုလုပ်မယ်ဆိုရင် ခွင့်ပြုချက်ရယူရမယ့်အပြင်တတ်မှတ်စည်းကမ်းတွေကိုမလိုက်နာဘူးဆိုရင်ငွေဒဏ်ဆောင်ရမယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်တက်ဆိုင်ရာအုပ်ချုပ်ရေးအာဏာပိုင်ကတားမြစ်တာကိုဆက်လက်လုပ်မယ်ဆိုရင်ရသတကြီးပုံမှန်293ရထောင်နန်6လအထိချမှတ်ခံရနိုင်တယ်လို့ရက်ွက်တို့မဟုတ်ကျေးရွာအုပ်ချုပ်ရေးဥပဒေရဲ့ဤဥပဒေပါပြဋ္ဌာန်းချက်တွေအရတက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းကို၃ရက်ကြိုတင်ရမယ်လို့ဖော်ပြထားပါတယ်။အဲတော့အေးအေးယူနိုင်နေဆိုတဲ့နေရာမှာဒါဒီပုံမှန်အရတကားတော့တိတ်တော့ပထမတစ်ချိန်မှာတော့ ိတ်ပြီးတော့ပြင်းထန်တာတော့မရှိဘူးဒါဒီတကယ်လို့များဒီလို public စိတ်ညှဉ်းညင်စေတဲ့အခြေအနေမျိုးဖြစ်ခဲ့မယ်ဆိုရင်တော့သက်ဆိုင်ရာရက်ွက်ကြီးရောကောင်စီကိုတွားပြီးတော့တိုင်တန်းမှုလိုတယ်သက်ဆိုင်ရာရဲစခန်းတွေမြို့နယ်ထွေထွေအုပ်ချုပ်ရေးတွေကိုတိုင်တန်းမှုလိုပါတယ်အဲ့တော့တိုင်တန်းမယ်ဆိုလို့ရှိရင်လည်းဒါရဲရဲပိုင်တဲ့ကိစ္စရှိတယ်ရဲရဲပိုင်တဲ့ကိစ္စရှိတယ်အဲ့တော့တားမြစ်ထားမှဆက်လုပ်မယ်ဆိုလို့ရှိရင်တော့ဒါရဇတ်ကြီးဥတွေပုံမှန်293အရာ ဒါသူကအေးယူတဲ့ထိတိယောက်အေးယူနိုင်တဲ့ထောင်နှံအလုံးမဲ့ထောင်နှံ6လအထိဒါချမှတ်နိုင်တဲ့အထိရှိပါတယ်တက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းတွေအနေနဲ့ရက်ွက်အတွင်းစုညံမှုတွေကြောင်းပြည်သူလူထုစိတ်အနှောက်အယှက်မဖြစ်အောင်ထိမ့်သိမ်းထားပေမဲ့နေကြော်လာတဲ့အလှူခံတွေများလာတာကြောင့်စုညံမှုတွေပိုဖြစ်လာတယ်လို့အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတဦးကပြောပါတယ်။အရင်ဆုံးတည်းမတူတော့ဗျာခုနောက်ပိုင်းကအရင်များလာလို့ဒီပြဿနာတက်တာဟိုဒါကတော့ဟိုရက်ပြီးတော့ပေါ့ ရက်ပြီးတော့អော်နေတယ်ហ៊ុនင်းဖြစ်နေတယ်ဆိုရင်တော့ငါတော့ထိကြိုက်တာပေါ့အခုကမဟုတ်ညာလို့လူငန်းဘွဲ့တွေဒီဟိုနေဘွဲ့တွေညားလို့မခံဘူး။အဲ့တော့တစ်ခွက်တော့ကြီးမကြသေးဘူး။နောက်တစ်ခွက်ဝင်လာတယ်။နောက်တစ်ခွက်ဝင်လာတယ်။ခုနလိုပေါ့။ရောင်ရောင်သားဆိုတာခုနလိုတစ်ခါကျတော့အိတ်တာရင်းနေတယ်။ဟာလာကျွန်တော်တို့ဒေတာတွေဆိုတာခုနလိုပေါ့။ဟိုတစ်ခါကျတော့ဟိုခုနဲ့အစောကြီးမထားဘူး။အဲ့ဆိုမှ6နာရီကျော်9နာရီလောက်တည်းကဒီတန်တွေကဟိုစင်စဲမပြတ်လို့ဖြစ်တာ။အဲ့အဲ့လိုပြဿနာလေးတွေကဖြစ်တာ။ ဥပဒေပါပြဋ္ဌာန်းချက်တွေအရရက်ွက်အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတွေကိုခွင်တောင်းခံတာတွေမရှိသလိုဘာသာရေးအရနားလည်မှုတွေနဲ့ရက်ွက်နေပြည်သူတွေစိတ်အနှောက်အယှက်မရှိအောင်ပြုလုပ်တာတွေတော့ရှိပါတယ်ဒီလိုအတန်ချက်ဆက်စုညံမှုတွေနဲ့ပုံမှန်ထပ်ပူတဲ့စုညံမှုတွေကြောင့်လူတွေရဲ့စိတ်ပိုင်းဆိုင်ရာတွေကိုထိခိုက်နိုင်တဲ့အပြင်တွေးသူယောဂါအိတ်မပြောတဲ့ယောဂါတွေအထိပါဖြစ်နိုင်တယ်လို့စေတုတေသနာမှတ်တမ်းတွေမှာဖော်ပြထားပါတယ်ခင်ဗျာကျွန်တော်အောင်သူပါ